ိုဖို့တော့ဟာအငွေတထောင်းထောင်းနဲ့မှုိကြိုင်နေတယ်မိခင်နာတဲ့နွားရှာကင်ကြီးကို တွေ့လျက်တော့ခါမှာစာကျင်စေးပြင်းပြပြီးရှာကင်ကိုကောက်ကန်၍သူ့ဤပါဇက်ထဲသူအလင်းစလိုထဲလိုက်လေတော့ခါသူဒီပြင်းထန်လာသည့်ပူလောင်လောင်လာသည့်ဝေဒနာကို အသေးခိုက်အောင် နာကျင်စွာအော်ဟစ်လိုက်ပြီးတော့အခါမှာတော့လွန်စွာပြင်းသည့်အပူတန်းကြောင့ ူဣရှာသည် အရင်မှပြက်ပြီးပါဇက်ထဲမှထွက်ကာသူစားနေသောထမင်းပကံထဲသို့ထွက်ကြလာလေတော့သည် ပုံမြင်လေးမစတင်ခင်မှာကျမတို့ရဲ့ My Story Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးကြပါအောင်ရှင်တခါတော့ငါနောက်တသမဖို့တော့ဆိုတဲ့သူတယောက်ရှိတယ်သူဟာအမဲသားဟင်းကိုလွန်တရာမှာကြိုင်နေတဲ့သူဖြစ်တယ်အမဲသားဟင်းမပိုင် ထမင်းမစားတတ်တည်အောင်ပဲအမဲသားကို နှစ်ချိုက်ပါတယ်ဒါကြောင့်နွားတွေကို ကိုယ်တိုင်တက်ပြီး အသားပေါ်လေးရှိတယ်။သူစားကျင်တဲ့အပိုင်းကို သူ့ရဲ့အင်ရှင်မက နေ့စဉ်ချက်ကျွေးရလေတယ်။ရှင်မရေရော့ဒီအသားလေးကိုမဆလာနန်နန်လေးနဲ့ချက်စမ်း။ထမင်းဝိုင်းမှာမဲသားဟင်းမပိုင်ထမင်းမမိန်ဘူးဟ။ဟင်းကြာရင်ရှင်ကောင်းမှဂျိုးပေါက်မှာတော့စိုးရတယ်တော့။ဒီလိုနဲ့ကိုဖို့တော့ဟာနွားတို့ကိုရက်ဆက်စွာတက်ရသည့်တားတက်အလုပ်ကိုပျော်ရွှင် တက်ကြွစွာနေ့စဉ်ပြုလုပ်လေးရှိသည်။ တတ်တော်ဝါဆိုတာလူချော့မှကြွတာဟိလာစဟဒီအလုပ်လုပ်ရတာပတ်စံလေးရဝမ်းလဲဝါတော့ကဒီလိုရိဆိုပြီးတော့နေ့စဉ်ရက်ဆက်နွားတွေကိုရက်ဆက်စွာတတ်နေပါတော့တယ်အကောင်းဆုံးသောအသားတွေကိုသူ့အကြိုက်ဟင်းလျာဖြင့်သူ့မိန်းမကိုချက်ခိုင်းနေရှိပါတယ်ယော့အမေအသေးနှလုံးစီပြန်ဟင်းလေးချက်ပေးစမ်းမိန်းမမိန်းမဖြစ်သူမှာတော့ ကိုဖို့တို့ခိုင်းသမျှကို မလွန်ဆန်နိုင်ပါဒါအပြင်ပူရှန်သောသားတို့ကိုရွာထဲလှည့်လည်ရောင်းချရသေးသည်ဟာရီမာအမဲသားတွေလက်တဲ့နော်အမဲသားတွေရမယ်ကိုဖို့တို့တယောက်ကတော့ဒီနေ့ဒီနေ့နွားတက်ချင်းအကုသို့လှုပ်တင်နေတာအချိန်ကုန်နေပြီးကောင်းမှုကုသို့ကိုတခါလေးမျှတာပြုလို့ရမှန်းမသိဖြစ်နေတယ်မိမဖြစ်သူကအနည်းအနာမှာဘုံကြီးတောင်းရှိတာပဲယောက်ျားရဲ့စုံးလေးပါလေးပို့ ဥပုလီပါလေးစောင်းရအောင်နော်ဟာဒီမိမ့်မနဲ့ငါနောမသိရင်ဘာနဲ့ထမင်းစားမလဲဘသူကလာကြွေးမလဲလှူလိုက်တော့ရောငါကဘာတွေရလာမလဲသွားစမ်းပါမိမ့်မမင်းသွားဆောင်စမ်းပါဒီလိုနဲ့နွားတက်လိုက်သူစားကျင်တဲ့အသားတွေကို ရွေးချဲပြီးချက်ခိုင်းလိုက်စားတော့ပြီးအိတ်လိုက်နဲ့တနေ့တနေ့အချိန်တွေကုန်လွန်လာခဲ့တယ်ဒီနေ့မှာတော့ကိုဖို့တော့ဟာ တခြားရွာမှာနွားသက်သက်ပြီးတော့ရလာတဲ့နွားသားများထဲမှာတချို့ကို သူကိုယ်တိုင်ရောင်းချခဲ့ကကြံသားတွေကိုအိမ်သို့ယူဆောင်လာပြီးတော့ရှင်မကြီးဒီမှာပေါင်သားလက်လက်ဆက်ဆက်ကိုချက်ဆန်းကွာဒီနေ့အရန်ပင်မှန်းလာတယ်ရေးသွားချိုးလိုက်အောင်ပဲပြန်လာရင်ပေါင်သားစီပြန်ဟင်းနေနဲ့စားပြီးအစီရင်မယ်ဟေ့ထိုးတို့ပြောပြီးမြကန်းစိတ်တို့ရေးချိုးရန် ဆင်းသွားလေတော့သည် မိမဖြစ်သူမှလည်းအသားရဲကိုခုတ်ထစ်ချက်ပြုတ်ရန် ပြင်ဆင်နေရတာပေါ့အဲ့ဒီချိန်မှာယောက်ျားဖြစ်သူကြီးရင်းနေသောမိဆွေတူရုတ်တရက်ရောက်လာတယ်မဲမြရေဟေးမဲမြအိမ်မှာမျိုးပါဧည့်သည်တွေရောက်လာလို့အမဲသားဟင်းလေးချက်ကျွေးရအောင်ငါကိုအမဲသားတပိတ်သားလောက်ရောင်းစမ်းပါဟာဟုတ်တော့ရမှုမရှိတော့ဘူးရှင် ရှစ်ငွေချင်းစားဖို့ပဲရှိတော့တယ် အခုသူရေသွဲချိုးနေတယ်ပြန်လာတာနဲ့စားဖို့ကျမအချိန်မီချက်ရမှာအာနင့်ယောက်ျားကအမဲသားနေတိုင်းစားနေရတာပါမျိုးကလာတဲ့ငါဧည့်သည်တွေကိုအမဲသားလက်လက်ဆက်ဆက်လေးနဲ့ကျွေးကျင်လို့ပါဟာအဲ့ဒီအမဲသားတွေပဲရောင်းလိုက်ငါ့ကိုဈေးပူပေးစုလဲငါပေးပါမယ်မလုပ်ပါနဲ့ရှင် ရှင်ဘလောက်ပဲပူပေးပူပေးမရောင်းပြရစေနဲ့ရှင်တငယ်ချင်းကြောင်းလဲရှင်သိရတာနဲ့ သူကအမဲသားမပိုင် ထမင်းစားမှာမဟုတ်ဘူးပြဿနာရှာလိမ့်မယ်အင်းဒီမိန်းမတော့သူ့လင်ကိုငဲ့တာပဲကိုငွေပေးလေသူရောင်းမှာမဟုတ်ဘူးအတင်းအဓမ္မငါဝဲမှပဲရမှာဘာပဲဖြစ်ဖြစ်ပါမင်းမရေမြို့ကဧည့်သည်တွေအတွက်ချက်ကျွေးဖို့တခြားဟင်းလျာလဲအခုချိန်မှဆိုရင်ဝဲလို့ရမှာမဟုတ်ဘူးဟာငါဒီအမဲသားတွေပဲယူသွားတော့မယ်နေအောင်ကြလိုက်ငါဝဲသွားတယ်လို့ပြောလိုက် ဒီလိုဆိုပြီးပတ်စံကိုပြစ်ချပေးခဲ့လိုက်ပြီးတော့အမဲသားတွေကိုစိုးအတင်းယူသွားပါတော့တယ်။အိုးခတ်ပါလား။အဲ့ဒီလိုမလုပ်ပါနဲ့ရှင်။မရောမှဘူးဆို။ရောင်းရောင်းမြောင်းရောင်းငါယူသွားပြီ။အိုးဒီလူကလည်းဇွတ်ပဲ။ယင်းနီသူတွေဆိုတော့လိုက်လူဖို့ကလည်းအခက်သားပဲ။음ခတ်ပြီ။ငါယောက်ျားပြန်လာရင်ဘလို့ရှင်းပြရပါမလဲ။သူကလည်းအမဲသားမပိုင်ဒေါသပုံထအောင်မယ်။ခပါလား ေးသာသေးလိုက်ချင်တော့တယ်။ဟဲမတက်နိုင်ဘူးလေ။ရှိတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ပဲချက်ပြုတ်ပြင်ဆင်ထားလိုက်တော့မယ်။ကိုပိုးတုပ်ပြန်လာပါပြီ။ဘိုက်ကလည်းစားနေပြီဖြစ်လို့ရေဆိုးဝတ်တွေကိုကြပြကြရလဲလိုက်ပြီးထမင်းဝိုင်းမှာထိုင်လိုက်လို့တော့တယ်။မရဖြစ်သူမှာဖော်ဖော်ရရချက်ပြုတ်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်တွေနဲ့ထမင်းကိုခုခတ်ပြင်ဆင်နေစင်မှာပဲ။ဟဲ့ရှင်မအမဲသားဟင်းရောအဲ့ ဟိုဟိုရှင်းတငယ်ချင်းလူလာပေါ့အမဲသားတွဲကိုအတင်းဝဲသွားလို့အမဲသားမချက်ဖြစ်ဘူးဘာအမဲသားဟင်းမချက်ဖြစ်ဘူးဟုတ်လားဟုတ်ဟုတ်တယ်ရှင်းတငယ်ချင်းကမျိုးကသူ့ဧည့်သည်တွေကိုအမဲသားလက်လက်ဆက်ဆက်ချက်ကျွေးကျင်လို့ဆိုပြီးတော့အတင်းဝဲသွားတာရှင်ဟာအဲ့ဒါရောင်းဖို့မှမဟုတ်ပဲငါစားကျင်လို့နင့်ကိုချက်ခိုင်းတာလေအမဲသားဟင်းမပိုင်ငါထမင်းမစားတတ်ဘူးဆိုတာနင့်သိရတာနဲ့ ဟုတ်ပါတယ်ရှင်။တိလို့သူ့ကိုလည်းပြောပါတယ်။မယောင်းပြရစင်းနဲ့လို့အတန်တန်လည်းတောင်းမှန်တာပါပဲ။သူကအတန်းအတမလူဝဲသွားတာရှင်။ခတ်ပါလား။ဒါဆိုငါဘလို့ထမင်းစားရမလဲ။ဒီနေ့တော့ရှိတဲ့ဟင်းရကြော်လေးနဲ့ပဲစားလိုက်ပါတော့နော်ယောက်ျား။နော်။မစားဘူး။အမဲသားဟင်းမရှိပဲထမင်းမစားဘူး။ငါကဘိုက်ဆာဆာနဲ့အမဲသားဟင်းပူပူနွေ့နွေ့ကိုအပတရာစားမလို့ ပြင်ထားကမှာကွာအဲ့ဒီကောင်စီကငါမဲသားတွေကိုတော့ပြန်တောင်းပြီအခုတော့ပြန်တောင်းမဟုတ်တာရှင်အခုလောက်ဆိုရင်သူ့ဧည့်သည်တွေကိုကျွေးပြလိုက်ရောဗောဒါလေးနဲ့ပဲစားလိုက်ပါယောက်ျားရေမစားဘူးအမဲသားပဲငါစားမယ်အမဲသားပဲစားခြင်း ਨੇ ပေးစမ်းဒါရှင်ပါလို့မလို့လေငါဘာသာဘာလို့လို့နေမမေးနဲ့စကားမရှိနဲ့ပေးစမ်းဒါငါပြန်လာခဲ့မယ်အခုချက်ချင်း မင်းမီးမွေးထားလိုက်။နွားတက်သမားကို ဖို့တော့လေမိမဖြစ်သူကိုအမိန်ပေးပြီးတဲ့နောက်မှာဓာယူပြီးအိမ်ပေါ်မှခုံဆင်းသွားပြီးအိမ်နောက်ဖက်မှနွားချန်နေသူဝင်၍နွားတကောင်ဤအာကိုဖြဲကလက်ကိုထိုးသွင်း၍နွားဤရှာကိုဆွဲထုတ်လိုက်ခါဓာဖြင့်ရှာရင်းမှ ဖြတ်လိုက်လေတော့သည်။နွားကြီးသည်ပါဇက်ထဲမှသွေးစိမ့်ရှင်ရှင်ကြလျက် ပီဝဝအော်တန်ကြီးဖြင့်ဇူညံစွာအော်ရင် ကဆောပေါက်ကကျွတ်ကျွတ်လုံးခန်းစားရ၍ခဏကြာတွင်မြေပြင်ပေါ်သို့ဘိုင်းကနေလဲကြကတကူလုံးတစ်ဆက်ဆက်တုံပြီးအသက်ငင်လျက်ရှင်နေတော်တယ်။နွားတက်သမားလဲမချိမဆန့်ခန်းစားကြံရင့်နေသည့်နွားကြီးကိုငဲ၍မြမကြည့်ပဲသွေးဆက်ဆက်ကြနေသောနွားရှာကိုဆွဲကအိမ်သို့ပြန်ယူလာခဲ့ပြီးမယားထံသို့ ပြစ်ပေးလိုက်လီတော်တယ်။ယော့ အဲ့ဒါကိုမိဖို့မှာအခုချက်ချင်းကင်းလိုက်စမ်းချက်နေရင်ကြားတယ်မြ мян ကင်းဟုတ်ဟုတ်ကဲ့မရဖြစ်သူလဲဘာမှပြန်မပြောရဲပဲနွားရှာကြီးကိုရေတောင်မစေးပဲမိဖို့မှာကင်းရလေတော့တယ်ဟဲ့ရှင်မကြားလိုက်တာမြ мян လုံဆန်းမှာဟာငါဘိုက်စာလာပြီကြက်ခါနေပါပြီရှင်ခဏနေပါဦးဟာကြက်ကြက်မကြက်ကြက်ယူခဲစမ်း အသားခင်နှံလေးကမှုးလိုက်တာစားရကြည်သေးရဲ့မြဲမြဲယူလာကစမ်းထက်ဒီထမင်းပေါ်ထက်ဒီထမင်းပေါ်ကိုပုံထက်လိုက်ဟိဟိဟိစားရကြည်သေးရဲ့ကွာကိုဖို့တုတ်သည်မှုးရနှံတသင်းသင်းအငွေတထောင်းထောင်းနဲ့ငါးရှာခင်ကြီးကိုအစီတဝင်းဝင်းနဲ့တွေးလိုက်ရလျင်ပဲစားကျင်စိပြင်းပြပြီးရှာခင်ကို ကောက်ကန်၍ပါဇက်ထဲသို့အလင်းစလိုထဲလိုက်လေတော့အခါသူသည် ။ရင်းချမ်းလာသည့်ပူလာလောလားသည့်ဝေဒနာကို အသေးခိုက်အောင်နာကျင်စွာအော်ဟစ်လိုက်ပြီးသောအခါလွန်စွာပြင်းသည့်အပူနှံကြောင့်သူ့ဤရှာသည့်အရင်မှပြက်ပြီးပါဇက်ထဲမှထွက်ခါထမင်းပကံထဲသို့ကြာလာလေတော်သည်။နွားသက်သမားလည်းရှာမရှိတော့သဖြင့်မပီဝိုးတော်အတန်ကြီးဖြင့်အော်ဟစ်ခါအင်းငန်းထဲမှပင်ပတ်ချလေလေးဘက်ထောက်လျက်ကြောင်ကြံဖြစ်နေပါတော့တယ်။ သွေးစင်းရှင်ရှင်တို့ဒီလေပါဇက်တွင်းမှထွက်ကြကနွားအော်တန်ကဲ့သို့သောအတန်မျိုးဖြင့်တူတော်မပီဝါအော်ဟဲလျက်ရှိရာသူဤမရသည်လင်းဖြစ်သူဤအဖြစ်ဆိုကိုမယုံနိုင်စွာရင်နှင့်ဖွယ်တွေ့ရလေတော့သည်ဟေးဖိုတိုအိမ်ဘက်မှာစူးစူးညံ့ညံ့နဲ့ဘာဖြစ်နေတာတော့ဟာဘာဖြစ်ရမှာလဲဖိုတိုနွားတက်နေလို့နွားအော်တန်နေမှာပေါ့မဟုတ်ဘူးဟာ ဒီနေ့អော်တန်းကခါတိုင်းနဲ့မတူတမျိုးကြီးဖြစ်နေတယ်။လာ၊သွားကြည့်အောင်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရွာသူရွာသားတွေမှလည်းတုံလုံးကြောက်ရွံ့သွားကြတော့တယ်။ဘိုင်းကနေပြလဲကတကူလုံးတစ်ဆက်ဆက်တုံလေးရဲ့အသက်ငင်းနေတဲ့ဖူးတုတ်ဟာဝေဒနာကိုမချိမဆန့်ခံစားပြီးမှ အသက်ထွက်သွားရလေတော့တယ်။အိုးဖြစ်မှဖြစ်ရလေဖူးတုတ်ရဲ့။သူတစ်ပါးအသက်တွေကိုရရက်ဆက်ဆက်တက်ကြတော့ သူ့အလဲရောက်လာတဲ့အခါမှလည်းမချိမဆန့်ခန်းစားပြီးမှတရရှာပါလားအတီဆိုးလိုက်တာကြောက်စရာကောင်းလွန်လာတဲ့ပါနာတိပါဒကံကြီးပါလားသူတစ်ပါးရဲ့အသက်ကိုမစင်မချင်းတက်ဖြတ်ခြင်းမှာအတတ်နိုင်ဆုံးရှောင်ရဖို့ဖို့တုတ်ကငါတို့အလုံးကိုသင်ခန်းစာပေးလိုက်တာပါပဲဒီလိုရွာသားများထံမှာအတီတရားတန်ဝေခရရတဲ့အတန်များထွက်လာပါတော့တယ်ဒါကြောင့် ကျမတို့လူသားတွေအနေနဲ့လည်းအားနည်းတဲ့မိသည့်သဆုံးတစ်ခုသောတတ္တဝါအပေါ်မှာအနိုင်ကျင့်နှိမ့်ဆက်ခြင်းတတ်ဖြတ်ခြင်းမှာကင်းဝေးကြစေရန်ရည်ရွယ်လျက်ဒီအဖြစ်မှန်ဇလန်လေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။နောက်မှလည်းဘုသူတရဘွေရာပုံမြင်သည့်ဇလန်တင်များနဲ့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ Mind Story Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။